minimalism ဆိုတဲ့စကားလုံးကိုကြားလိုက်တာနဲ့ဘာကိုအရင်ဆုံးပြေးမြင့်မိကြလဲ။အင်းများစုကတော့ရှင်းလင်းနေတဲ့အခန်းလွတ်ချီတွေကိုပြေးမြင့်ကြမှာပဲနော်။ဒါပေမဲ့ဒီနေ့မှာတော့လေ minimalism ဆိုတာလူအများစုထင်ထားတာထက်အများကြီးပေါ်နေဆိုင်တဲ့ဘဝကိုတောင်ပြောင်းလဲပေးနိုင်တဲ့အတွေ့အကြုံတစ်ခုဖြစ်တယ်ဆိုတာကိုပြောပြချင်ပါတယ်။ဟုတ်ပါတယ်။ minimalism ဆိုလိုက်ကနေရှင်းလင်းနေတဲ့အခန်းလွတ်တွေကိုပဲအရင်ဆုံးသွေးမိတတ်ကြတယ်။ဒါပေမဲ့ခဏလေးစဉ်းစားကြည့်အောင်။ တကယ်လို့ minimalism ဆိုတာအဲ့ဒီလိုအလားအပါဆိုင်ရာပုံစံတကူတသက်မဟုတ်ခင်ရောဘယ်လိုလုပ်မလဲတကယ်တော့လေ minimalism ရဲ့အဓိကအနှစ်သာရကဆုံးဖြတ်ချက်ချတဲ့ framework တစ်ခုပဲသူကကိုယ့်ကိုယ်ကိုရိုးရိုးလေးပဲမြေခိုင်းတာဒီအရာကငေါဘဝအတွက်တကယ်ကြံဘူးရှိတယ်လားဆိုရင်မြေခူးလေးတစ်ခုပဲဆိုတော့ဒါကအလားအပါပုံစံတစ်ခုဆိုတာထက်ရွေချက်ရှိရှိနေထိုင်ဖို့အတွက်တကယ်ကိုအားကောင်းတဲ့တူးတစ်ခုဖြစ်နေတာပေါ့ ြောက်ပြီး minimalism ဆိုတာတံပိုးကိုအဓိကထားတဲ့ဆုံးဖြတ်ချက်ခြံနည်းစနစ်တစ်ခုဆိုရင်ဘာဖြစ်လို့ဒီအတွေးခေါ်ကဒီနှစ်ခေတ်မှာလူတွေကြားတဲ့ဒီလောက်ထိရေပန်းစားပြီးစိတ်ဝင်စားစရာဖြစ်နေရတယ်လေဟုတ်တယ်မလားအဲ့ဒီအဖြေကိုစိတ်ပညာနဲ့တွေးခေါ်ရှုထောင့်နေတာနဲ့တစ်ချက်လောက်ကြည့်လိုက်ကြအောင်အခုခေတ်မှာကျွန်တော်တို့ဘဝတွေက auto pilot နဲ့သွားနေသလိုပဲလာစင်ကြည့်ပေးရတဲ့ subscription တွေအတုံးဆွဲအချင်းတွေမြေရအနုရှုံနေရတာတွေအကုန်လုံးကအလွတ်အလျောက်ဖြစ်နေတာ minimalism ကအဲ့ဒီ autopilot mode ကိုပိတ်ခိုင်းလိုက်တာပဲပြီးတော့ active choice mode ကိုပြောင်းခိုင်းနေတခုခုမဝဲခင်ခရီးတခုမပေးခင်မှာကိုကိုကိုဘာကြောင့်လဲဆိုတာကိုအရင်ဆုံးမေးခိုင်းနေဒါကတကယ်ကိုအရေးကြီးတဲ့အပြောင်းလဲပဲဒီနေရာမှာအရင်စိတ်ဝင်စားစရာကောင်းတဲ့ချက်တခုရှိတယ်အဲ့ဒါကစိတ်ပညာရှင် Barry Schwartz ရဲ့ The Paradox of Choice ဆိုတဲ့ theory ပဲသူကပြောလဲဆိုတော့ရွေးချယ်စရာတွေအများများလာတယ်ကျွန်တော်တို့မှာစိတ်ပူပန်မှုတွေပုံများလာတယ်တဲ့ minimalism ကအဲ့ဒီပြဿနာကိုဖြေရှင်းပေးတာရွေးချယ်စရာတွေကိုတမင်တကာရှော့ချလိုက်ခြင်းအပြင်အဲ့ဒီစိုးရိမ်မှုတွေကိုလျော့ထွားစေပြီးကိုရွေးချယ်လိုက်တဲ့အရာတွေပေါ်မှာပို့ပြီးကျဉ်းနှံ့မှုကိုရာစေတဲ့ကိုပိုင်ဝင်ကျင်တဲ့ကိုစိတ်ကတိုက်တိုက်ချိဆက်နေတာနော်ပိုင်ဝင်ကျင်ကရှုပ်ပွေးနေလေးလေးကိုဥနောက်ကလည်းဝင်ပြီးလေးလေးပဲအဲ့ဒီရှုပ်ပွေးနေတဲ့ PC တွေတစ်ခုချင်းစီကကိုရဲ့အာယုံဆိုင်မှုကိုနည်းနည်းစီလူယူနေတာအဲ့ဒါကစိတ်ဖိစီးမှုကိုတိုးစေတယ် ဆိုတော့ minimalist တွေအတွေ့ရှင်းလင်းနေတဲ့နေရာတစ်ခုဆိုတာစိတ်ကိုအနာပေးတဲ့နေရာတစ်ခုလို့ပဲစိတ်ပင်ပန်းမှုကို short ချပြီးတကယ်အရေးကြီးတာလေးကိုအာရုံစိုက်ဖို့နေရာဖန်တီးပေးလိုက်တာပေါ့ကဲ minimalism ရဲ့အခြေခံသဘောတရားကိုနည်းနည်းနားလည်သွားပြီဆိုတော့လေသူ့ကိုပိုပြီးရှင်းသွားအောင်လုပ်ကြည့်အောင်အကောင်းဆုံးနည်းလမ်းကတော့သူ့နဲ့စင်တူတယ်လို့လို့နဲ့မားတကြရဲတခြားအသွေးခေါ်ရင်းနဲ့နိုင်ရှင်ကြည့်တာပဲ minimalism ဆိုတာတကယ်တော့ဘာတွေမဟုတ်ဘူးလဲဆိုတာကိုအရင်ကြည့်လိုက်ကြတာပေါ့ဒီမှာအရင်ရေးကြည့်တဲ့ကွာခြားချက်တစ်ခုကိုတွေ့ရမယ် မီနီမလစ်စတယောက်ကကောင်းကောင်းအနားယူတာကိုတန်ဖိုးထားတဲ့အတွာအရေးအသွေးကောင်းတဲ့မွေးရတစ်ခုကိုရွေးချယ်နိုင်တယ်။ဒါကသူ့တန်ဖိုးနဲ့ကိုက်ညီလို့လေ။ရေသွေးတစ်ပါးကတော့ရုပ်ပိုင်းဆိုင်ရာစန်တာတွေကိုစွန့်လွတ်ခြင်းလို့ဂျမ်းပင်ဖို့မှာအိတ်ချင်အိမ့်မယ်။တွေ့လား။မီနီမလစ်စမ်ဆိုတာလက်တွေ့ကြတယ်။ရည်ရွယ်ချက်အတွက်အသုံးဝင်တဲ့အရာတွေကိုတူးတစ်ခုအနေနဲ့သုံးတာ။ယသေးဝါရလို့ကိုကိုကိုညင်းဆဲပြီးညင်းပယ်နေတာမျိုးလုံးဝမဟုတ်ဘူး။ကဲဒီအတွေးခေါ်တွေကိုဘေးချင်းရှင်ကြည်လိုက်တော့ကွာချချက်ကပိုပြီးတော့ထင်ရှားလာပြီ။ consumerism လို့ခေါ်တဲ့စာတုံးသူဝါဒကပိုများများဆိုတာကိုပဲအာယုံစိုက်တွေရည်ရွယ်ဝါဒကတော့စွန့်လွတ်ခြင်းကိုပဲအဓိကထားတယ် minimalism ကတော့အဲ့ဒီနှစ်ခုနဲ့လုံးဝမတူတဲ့ပန်းတိုင်တစ်ခုကိုဦးတည်နေတာအဲ့ဒါကပါလဲဆိုတော့ရွေးချက်ချွရှိနေထိုင်ခြင်းနဲ့ရလာတဲ့လွတ်လပ်မှုပဲကဲ theory တွေပြောမိပြီဆိုတော့လက်တွေ့ဘက်ကိုသွားကြည့်အောင်နေ့စဉ်ဘဝမှာဒီတွေးခေါ်ကိုဘယ်လိုလက်တွေ့သုံးချနိုင်မလဲအဓိကနေပဲလီးကိုကိုကြည့်လိုက်ကြဆို့ ထမအဆုံးကတော့အားလုံးနဲ့ယဉ်နီးပီးတာထိမဲ့ physical minimalism ပေါ့ဒါကတော့လူကြီးအများဆုံးလေပစ္စည်းတွေရှင်းလင်းတာလေကိုယ်မှာရှိတဲ့အဝယ်စားတွေစာအုပ်ကြီးမိဖို့ကြောင့်ပစ္စည်းတွေကိုပြန်ကြည့်ပြီးတံပိုးမရှိတော့ဘူးမသုံးတော့ဘူးဆိုတဲ့အရာတွေကိုစွန့်ပစ်တာလူတာဒါမှမဟုတ်ရောင်းထုတ်တာပေါ့ဒါကလေစိတ်ပိုင်းဆိုင်ရာရှီအောင်ထုတ်တဲ့အရာလုပ်နေသလိုပဲကိုပစ္စည်းတွေကိုတူးဖို့ရင်ကိုစိတ်ကိုပါပြန်ရှင်းလင်းနေရတာပစ္စည်းတွေရှင်းသွားတာနဲ့များစိတ်နဲ့ခံစားချက်တွေပါပေါ်ပေါ်သွားစေတယ်ဒုတိယတစ်ခုကတော့ digital minimalism ဒါကဒီနှစ်ခရွေအရန်အရေးကြီးတယ်။ကိုယ့်ရဲ့အဖို့တန်ဆုံးရဖြစ်တဲ့အာယုံစူးဆိုင်မှုကိုဘယ်လိုကားကွယ်မလဲဆိုတာပဲ။ Cal Newport ပြောတယ်လို့ပေါ့။ကျွန်တော်တို့ကိုဆွေးလန်းအောင်တမင်တကာဒီဇိုင်းလုပ်ထားတဲ့ attention economy ကိုခုခံကားကွယ်ဖို့လိုတယ်။ဘယ်ကစရမလဲ။လွယ်ပါတယ်။ဖုန်းထဲကမသုံးတဲ့ app တွေကိုဖြတ်တာမလိုအပ်တဲ့ email newsletter ကို unsubscribe လုပ်တာတွေကနေအစားဖြူလို့ရတယ်။တတိယတစ်ခုကတော့ mental minimalism ပါ။ စိတ်ပိုင်းဆိုင်ရာ minimalism ပေါ့ဒါကကိုယ့်ရဲ့ဂတိကဝတ်တော်ဝေးဆက်ဆံရေးတွေကို essentialism ဆိုရက်စစ်ထုတ်ဆန်ကစစ်လိုက်တာပဲတကယ်အရေးမကြီးတဲ့စိတ်ပင်ပန်းစေတဲ့ကိစ္စတွေကို no လို့ပြောတတ်ဖို့လိုလာပြီကိုယ့်စိတ်ထဲမှာမလို့ up ပဲရှုပ်ထွေးနေတာတွေရော့သွားအောင် boundaries တွေတတ်မှတ်တာပေါ့နောက်ဆုံးတစ်ခုကတော့ financial minimalism ငွေကြေးဆိုင်ရာ minimalism ပေါ့ဒါကပိတ်ဆံကိုအောင်မြင်မှုတိုင်းတာတဲ့စကောကားတစ်ခုလို့တပုံးမထားပဲကို့ဘွားကိုကိုပိုင်အုပ်ချုပ်ခွင့်ရဖို့ tool တစ်ခုအနေနဲ့သုံးလား ဆိုလိုတာကတံပိုးချလွယ်တဲ့ PC ရဲ့အတွက်အကျွေးဒီနဲ့ဝဲတာမျိုးရှောင်ပြီးတော့ကိုတကယ်တံပိုးထားတဲ့အရာတွေအတွက်ပဲသုံးဆွဲတာမျိုးပေါ့ဆိုတော့ဒီရော့ပိုင်း digital စိတ်ပိုင်းနဲ့ငွေကြေးအဲ့ဒီနယ်ပယ်ဒီအားလုံးကိုခြုံကြည့်လိုက်ရင်ဘာကိုတွေ့ရလဲ minimalism ဆိုတာဘဝနေထိုင်မှုအတွက်ပြပြဆိုနေ system တစ်ခုဖြစ်နေတာကိုတွေ့ရလိမ့်မယ်ဒါကရိုးရိုးရှင်းရှင်းအလားပါအတွက်ရွေးချယ်မှုတစ်ခုထက်အများကြီးပိုနှဆိုင်နေဆိုတာရှင်းထားပြီးထင်ပါတယ်ဒါပေမဲ့အလုံးကိုခြုံကုန်နားလည်နိုင်ဖို့အတွက သူ့အပေါ်မှာရှိတဲ့ wavehand မှုတွေကိုလည်းသိထားဖို့လိုပါတယ်။ဥပမာတချို့ကပြောကြတယ်ပိုလျံနေတဲ့အရာတွေကိုစွန့်လွတ်နေတယ်ဆိုတာဒါအစကတည်းကပိုလျံနေတဲ့အခွင့်အထူးရှိမှလုံနေတာမျိုးမဟုတ်လားဆိုတဲ့ wavehand မှုမျိုးပေါ့ဒါလည်းမှန်ပါတယ်။နောက်တစ်ခုက minimalism ကဈေးကြီးတဲ့ aesthetic တစ်ခုဖြစ်လာနိုင်တယ်။ပြီးတော့နဲနိုင်သမျှနဲအောင်ဆိုပြီးအတင်းကြိုးစားနေတာကလည်းသူ့ဘာသာသူစိတ်ဖိစီးမှုအတိတ်တစ်ခုဖြစ်လာနိုင်တာကိုလည်းသတိပြုရမယ်။ နောက်ဆုံးမှာတော့လေ minimalism ဆိုတာရောက်သွားရမယ့် band တိုင်တစ်ခုမဟုတ်ဘူးဒါကကိုယ့်ရဲ့ personal operating system တစ်ခုလိုပဲကိုယ့်ရဲ့ computer OS ကိုအမြင် update လုပ်နေရတယ်လို့မျိုးကိုယ့်ရုပ်ပိုင်း digital စိတ်ပိုင်းဆိုင်ရာပုံဝန်းကျင်တွေကိုကိုယ့်ရဲ့အဓိကတန်ဖိုးတွေနဲ့အမြင်ကညီနီအောင်ပြန်လဲစစ်ဆေးပြီးတီးဖြတ်နေရတဲ့ဘာမှမပြီးဆုံးတဲ့လုပ်ငန်းစဉ်တစ်ခုပဲဒီစကားလေးနဲ့ပဲဆုံးသက်လိုက်ချင်ပါတယ် minimalism ရဲ့စွမ်းအားကသူဖန်တီးပေးလိုက်တဲ့နေရာလုံးမှာမဟုတ်ဘူး အဲ့ဒီနေရာလုတ်ကိုအတေးပဲရှိတဲ့ဘဝနဲ့ပြန်ဖြည့်ဆည်းခွင့်ရခြင်းမှာပဲတည်ရှိနေပါတယ်တဲ့ဒါက minimalism ရဲ့အဆုံးစွန်သောယူရချက်ကဘာလဲဆိုတာကိုစဉ်းစားစရာအဖြစ်ခြံထားခဲ့တဲ့တကယ်ကိုအကောင်းတဲ့အတွေ့အကြုံပါပဲ